ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖအံမြို့နယ်နဲ့မွန်ပြည်နယ်မော်လမြာမြို့တို့ကိုတွားရောက်ခဲ့တဲ့ခရီးစဉ်များမှာအကြမ်းဖက်ဆစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ကသဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကပြင်ဆင်တည်ခင်းပေးထားတဲ့ရေတန့်ရေနွေးလက်ဖက်အချို့ပွဲနဲ့အစားအသောက်များကိုလုံးဝမတို့ထိပဲနဲ့၎င်းရဲ့ကိုရီးယားအရှိအဖွဲ့ကပြင်ဆင်ပေးထားတဲ့ကိုပိုင်ရေဘူးထဲမှာပါတဲ့ရေတန့်နဲ့အစားအသောက်များကိုသာယူဆောင်စားတောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကနိုဝင်ဘာလ15ရက်နေ့ကကရင်ပြည်နယ်ဖရန်မြို့နယ်ကို၎င်းနိုဝင်ဘာလ16ရက်နေ့မှာမော်လမြိုင်မြို့ကို၎င်းတွားရောက်ပြီးတော့ဌာနဆိုင်ရာတွဲဆုံပွဲများမြို့ကိုကြည့်ရှုစစ်ဆေးမှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အခုလိုလှုပ်ဆောင်ရမှာမင်းအောင်လိုင်ကတပ်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကတည်ခင်းပေးထားတယ်တောက်ရည်လက်ဖက်ရည်နွေအချိုးပွဲနဲ့အစားအသောက်များကိုလုံးဝမစားတော့ရဲတဲ့အပြင်တို့ထိချင်းတော့မပြုတ်လောက်ခဲ့ဘူးလို့ပြောပါတယ် အချင်းတော်တော်များများမှာထင်းရနေရကိုမရောက်လိုက်ကရှောက်ပြောနေခဲ့ပြီးတော့ကိုယ်စုံပွဲများမှာလည်းအ ਨੇ စုံတနအီကျော်ကြောင်မယမနာတယောက်ထဲနဲ့ဆောက်စကားတွေများနေခဲ့တယ်လို့ပြောပါတယ်သူရှင်မှာရေတန့်ရေနွေးခွက်မြမမုံနဲ့လက်ဖက်အချိုပွဲတွေခြားထားပေးတယ်တောက်လျှောက်ကိုဒီကောင်စကားတွေပြောတာတနအီကျော်လောက်ကြားတယ်အဲ့ဒါသူရှင်မှာခြားထားတယ်ပြင်းနဲ့အစိုးရအဖွဲ့ကပြင်ပေးထားတဲ့တောက်ရေတို့ရေနွေးအချိုပွဲအဲ့ဒါတွေကိုလုံးဝကိုမထီဘူး သူ့ကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးထားတဲ့ရေဘူးကိုပဲတောက်တယ်နေလေစားတွေဘာတွေစားတော့လဲပြင်းတဲ့အစိုးရအဖွဲ့ကစီစဉ်ပေးတာကိုမစားရဲဘူးသူ့ကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးတာကိုပဲစားတယ်အဲ့ဒီသူ့ကိုရေးအရာရှိအဖွဲ့သာသူ့ကိုအစိတ်ခတ်တက်လိုက်မယ်ဆိုရင်ပွဲသိမ်းတာကြာပြီလို့မင်းအောင်လိုင်ရဲ့အပြုံမှုနဲ့အနေအထိုင်ကိုသတိထားမိခဲ့တယ်ခါနာဆိုင်ရာသတင်းရင်းတွေကပြောပြထားပါဗျာ စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်ဟာကရင်ပြည်နယ်ဖမ်းမြုပ်ခရီးစဉ်အတွင်းမှာလုံခြုံရေးစိတ်မချရတာနဲ့ခရီးစဉ်တရင်ပေါက်ကြားသွားတာတွေကြောင့်အစည်းအဝေးများကိုဖျက်သိမ်းခြင်းနဲ့တပ်နယ်တွဲဆုံပွဲများဖျက်သိမ်းမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ15ရက်နေ့ကဖမ်းမြုပ်ခီးစဉ်အတွင်းမှာစစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကဌာနဆိုင်ရာတွေ့ဆုံပွဲလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်လူငယ်စင်တာနဲ့ ဆွဲကပင်မိုးလုံးလေးလုံးအားကစားခွင့်တိစောက်မှုကိုတွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။မူလအစီအစဉ်ဖြစ်တဲ့ဖန်တက်နယ်တွေ့ဆုံပွဲနဲ့တောင်ကလေးစစ်ဆေးရုံကိုတွားရောက်မဲ့အစီအစဉ်များကိုဖျက်သိမ်းခဲ့တယ်လို့ပြောပါတယ်။အဲဒီနောက်ဖန်မာညမအိတ်ရဲတော်ပဲရဟယင်နဲ့မော်လမြိုင်မြို့ကိုထွက်ခွာကအရှိတောင်တိုင်းစစ်ဌာနချုပ်မှာညအိတ်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။